။ GDN ဆိုတဲ့ hero ကိုပထမဦးဆုံးကင်တက်တဲ့သူဖြစ်ရှင်တော့ DB ကိုအဆုံးထိကြည့်ပါ။ခဏနေရင် new hero GDN 129កောင်မြောက် hero ဖြစ်နေရောက်လာတော့မယ်။ဘန်းခံရမယ့် hero ဖြစ်လာအောင်မယ်။ဒါပေမဲ့ဘန်းမခံရဘဲလွတ်နေခဲ့ရင်ကင်လို့ရအောင်သူ့ရဲ့ skill တွေကိုတစ်ချက်ကြည့်လိုက်အောင်။ပတ်စစ်ကနှစ်ခုရှိတယ်။ပထမပတ်စစ်က GDN ကသူ့ရဲ့ skill 1နဲ့ skill 2ကို enemy hero တွေကိုထိအောင်တုံးနိုင်ရင် stat တွေရမယ်။ တက်တစ်ခုက spare band ကို1ရာခိုင်နှုန်း5စက္ကန့်တိုးဝင်မယ်။ stack က10ခုရီစုလို့ရတယ်ဆိုတော့ stack အပြည့်နဲ့ဆို10%ဆက် spare band ကို5စက္ကန့်ရနိုင်မယ်။ဒုတိယပတ်စက်ကပွဲစားတွေကပါလာမယ်ဒီစက်ဝိုင်းလေး။အနမီတွေကိုနောက်ကိုတွန်းထုတ်လို့ရမယ်အပြင် stand လည်းခဏမိသွားစေမယ်။ဒီလောက်မှတ်ချက်လဲထိစေအောင်မှဖြစ်တဲ့အပြင် ZDN ကတော့30စက္ကန့်ခန့်နဲ့ရှီးတစ်ခုပြန်ရအောင်ပါ။ဒီပတ်စက်ကတစ်ခါသုံးပြီးသွားရင်နောက်တစ်ခါထပ်ရဖို့ စက္ကန့်120နှစ်မိနစ်စောင့်အောင်ပါဒီပတ်စစ်ရှိနေရင်လျှက်ပြက်ဝင်လာမဲ့အဆက်စင်းတွေဖိုက်တာတွေကိုတော့ကြောက်စရာမလိုတော့ပါဘူးဒါပေမဲ့ချိန်သားကై CC immune နိုင်တဲ့ဟီးရိုးတွေကတော့ဒီပတ်စစ်ကိုပြန်ကောင်းလာလို့ရပါတယ် Skill 1က Phoenix ငှက်ရဲ့အစွမ်းတွေကိုသုံးပြီးတော့လှမ်းပစ်တာပါရှစ်တက်တဲ့ဟိုတစ်ဖြောင်းနဲ့ပြစ်မှာဖြစ်ပြီးတော့ enemy တွေကိုထိရင်သုံးချက်သက်တိုက်ပြစ်မှာပါထိုက်ရှင်ပြပါမယ်ပထမအချက်ကို enemy ကိုထိအောင်ပြစ်နိုင်မှာ ဒုတိယအချက်ထပ်ထွက်မယ်အဲ့လိုပဲဒုတိယအချက်ကိုလည်းထိအောင်ပြစ်နိုင်မှာတတိယအချက်ထပ်ထွက်မှာပါအချက်စီကိုကိုကနှိမ့်နေရမှာမဟုတ်ပဲ scale 1သုံးပြီးရတဲ့ join stick ကိုကစားပေးရမှာပါတခုရှိတာ scale 1သုံးတဲ့ချိန် disable တခုခုဝင်လာရင်တော့ scale 1ကပြတ်သွားမှာပါပထမအချက်နဲ့ဒုတိယအချက်မှာဒီလောက် damage ပါမယ်တတိယအချက်ကတော့ damage အများကြီးထွက်မှာဖြစ်ပြီးတော့ skill area လည်းပိုကြီးလာမယ် ပြီးတော့ထိတဲ့ enemy တွေကိုနည်းနည်းလဲတွန်းထုတ်လို့ရပါတယ် hero တကောင်ပဲရှိရှိ အများကြီးပဲရှိရှိ damage မျှပေးရမျိုးမဖြစ်ပဲနဲ့တူညီတဲ့ damage ကိုထိတင်ပါပါ enemy hero တွေကိုတစ်ချက်ထိရင် stat တစ်ခုရမယ်၃ချက်လုံးထိရင်တော့ scale 1တစ်ခါ၃ယုံနဲ့ stat ၃ခုရမှာပါ minion တွေကို scale 1သုံးရင်တော့ spare ban ရဲ့အစွမ်းကို65ရာခိုင်နှုန်းပဲရမှာပါ scale 1ကခြုံတဲ့ enemy တွေကို vision ပေါ်အောင်တော့မလုပ်နိုင်ပါဘူး ဒါပေမဲ့ scale 1နဲ့ခြုံထဲပြစ်လိုက်လို့ enemy ကိုထိရင်ကိုကိုတိုင်အတွက်တော့ရှိမရှိသိနိုင်ပါတယ် scale 2ကတော့နှစ်ဆင့်နှက်ရတဲ့ spare ပါပထမတစ်ချက်ပြစ်လို့ထိသွားရင်ဒီလောက် damage စပေးမယ်ပြီးရင်ဒီ set wine လေးက30စက္ကန့်ပေါ်နေမှာဖြစ်ပြီးတော့ဒီ set wine နဲ့ enemy တွေအကုန်လုံးကို90ရာခိုင်နှုန်းနှေးနေစေမယ်0.5စက္ကန့်တိုင်းမှာလည်းဒီလောက် damage ထပ်ပေးနေမယ်အဲ့ enemy တွေရဲ့ magic defense ကိုလည်း100ရာခိုင်နှုန်းတော့ရော့နေစေဦးမှာပါ ပထမအချက်ကိုပြစ်ပြီးပြီးချင်းဒုတိယအချက်ကိုထပ်ပြင်းရင်တော့ပထမအချက်ကစက်ဝိုင်းကနေရာရွေ့သွားမှာပါဒုတိယအချက်ကစက်ဝိုင်းကတော့ဒီတော့ damage ထွက်ပြီးတော့အဲ့ area တွေက enemy တွေကို90ရာခိုင်နှုန်းနှင်းနေစီမှာပါ magic defense shot ရဲ့ effect နဲ့0.1 second တိုင်းမှာ damage ထပ်ထည့်ရဲ့ effect တော့မပါတော့ပါဘူးအဲ့တော့ပထမအချက်ကိုပြစ်လိုက်လို့ enemy တွေကိုထိရဲ enemy ကလည်းမလှုပ်နိုင်ဘူး stand ကြီးမိရဲဆိုပါတော့ဗျာအဲ့ဒါဆိုရင်ဒုတိယအချက်ကိုချက်ချင်းမပြစ်ဘဲနဲ့ကူတောင်းကုန်ကန်ကြီးမှာထပ်သုံးသင့်ပါတယ် ။ CDN ကပထမဆုံး Global Standard ရဲ့ Hero ဆိုတာသူ့ရဲ့ Ultimate ကြောင့်မှာ Ultimate ကိုတုံးလိုက်ရင် OG ဆန်းရှင်ရဲ့ Ultimate လိုပဲမတ်တစ်ခုလုံးဟာ enemy တွေအကုန်လုံးကို vision ပေါ်စေမယ်။ဒီလောက် damage လည်းထိစေမယ်။ပြီးတော့0.8စက္ကန့်လည်း stand မိသွားစေဦးမှာပါ။အဲ့ဒီလို Ultimate တုံးလိုက်ရင် ကို့အသင်းဘော်တွေကိုတော့ movement speed 40ရာခိုင်နှုန်းကို3စက္ကန့်ရနိုင်စေဦးမှာပါ။အခုပြောပြသွားတာတွေကတော့ GDN ရဲ့ passive နဲ့ scale တွေကြောင်းပါ ဆက်ပြီးတော့ Avalan နဲ့ Idan ကိုကြည့်လိုက်ရအောင် Avalan ကတော့အခုပြလာတဲ့ Mate Avalan ကအဆင်ပြေဆုံးပါ Idan တွေနေနေရတော့အခု Idan တွေဆက်လို့ရပါတယ် Team Mate တွေနေနေရတော့ Crack Control အကြီးကြီးတွေပါတဲ့ Tank တွေ Fighter တွေနဲ့လိုက်ပါတယ်ကြောက်ရမယ့် Hero တွေကတော့ Passive တုံးကပြောခဲ့သလိုပဲ Passive ကို Immune ပြီးတော့ပြေးကပ်လာနိုင်တဲ့ချောင်းယူဆောင်တို့လို Hero မျိုးတွေကို ကြောက်ရတယ် GTN ရဲ့ Scale 1ကို ပြစ်ကွင်းကြကြနဲ့ဒီစေးပဲလုပ်လို့ရတယ်နန္နာတို့လိုဟီးရိုးမျိုးတွေကိုလည်းကြောက်ရပါတယ်ကဲဒီလောက်ဆိုရင်တော့ new hero zidian ကိုကင်ဖို့အစင်းသိဖြစ်နေလောက်ပြီလို့ထင်ပါတယ်ကတ်စတန်ထဲမှာတော့ထရယ်ုံနော်ဒါပါပဲနောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်